သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ April 10ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတိဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတိဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငလင်တန်တဲ့နေရာတွေကိုမင်း online လာကြည့်မှာမို့အောင်ပန်းတောင်ကြီးနဲ့ဟိုပုံးမှာလုံခြုံရေးတွေအလွန်တင်းကျပ်ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရှက်ပြည်နယ်အတွင်းမှာအောင်ပန်းတောင်ကြီးနယ်ဟိုပုံးမှာရှိနေတဲ့ငလင်တန်တင့်ခဲ့တဲ့နေရာတွေကိုမင်းအောင်လိုင်းလာကြည့်ဖို့အတွက်လုံခြုံရေးအလွန်တင့်ကျပ်ထားတယ်လို့ဒေတာပြည်သူတွေနဲ့ဌာနဆိုင်ရာသတင်းအရင်းမြစ်တွေကပြောဆိုပါတယ်။ဧပြီလ10ရက်နေ့မှာမင်းအောင်လိုင်းကအထူးခရီးစဉ်အနေနဲ့အောင်ပန်းတောင်ကြီးဟိုပုံးကိုရောက်ရှိလာမှာဖြစ်ပြီးညအိပ်ဖို့ကိုဟိုပုံးမှာစီစဉ်ထားတယ်လို့သိရပါတယ်။သူခီးစဉ်ကိုလုံခြုံရေးအရန်တင်းကျပ်ခိုင်းခဲ့ပြီးအနီးကပ်မှဌာနဆိုင်ရာတွေနဲ့တက်တွေကိုတတိပေးခဲ့တယ်လို့ဆိုပါတယ်။တက်ချုပ်ကငလင်တန်တင့်ခဲ့တဲ့အောင်ပန်းတောင်ကြီးဟိုပုံးကိုတွားမယ်။ ဟိုပုံးမှာတော့ဒီညအိတ်မယ်လို့တော့တည်ထားတယ်။မင်းညနေကမှဌာနဆိုင်ရာတွေကိုအတိပေးထားတယ်။လုံခြုံရေးတွေကတော့အတော်ကိုခက်မြတ်မြတ်ချထားတာလို့သိရပါတယ်။ငလင်တန်ကြောင့်ဟိုပုံးမှာပျက်စီးသွားတဲ့သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးစီကိုလည်းမင်းအွန်လိုင်းကလာရောက်ကြည့်ရှုမှာဖြစ်ပြီးရရချီတာတွေလည်းလုတ်ဖို့ရှိနေတယ်လို့သိရပါတယ်။ဖះရဲကိုဟိုအကောင်ကြီးလာမှမို့ပေးမဝင်တော့ဘူးလို့ဒေတာပြည်သူတို့ကဆိုပါတယ်။ မင်းအောင်လှိုင်ကနေပြည်တော်မန္တလေးအပါဝင်ငလင်တန်တင့်ခဲ့တဲ့နေရာတွေကိုတွားရောက်ကြည့်ရှုစစ်ဆေးတာတွေတောက်လျှောက်ဆိုသလိုလှုပ်ဆောင်နေပြီးအဲ့ဒီလှုပ်နေတာကသူယုံထိုင်တဲ့စစ်ယုံနဲ့တမရအိမ်တော်ပြိုကျသွားတာကြောင့်ပြင်ဆင်နေစေကာလမှာစစ်ဆေးရေးပုံစံနဲ့ရှောက်သွားနေတာဖြစ်တယ်လို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်တချို့ကပြောဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ခမောက်ကြီးမြို့နယ်မှာစက်ကြီးကောက်လာတဲ့မာရန်တိုက်နယ်ရဲစခန်းမှုရဲအုပ်မင်းအောင်စုဦးဆောင်တဲ့ရဲတပ်ဖွဲ့ကိုတိုက်ခိုက်မှုရဲစခန်းမှုအပါအဝင်ရဲ၃ဦးသေဆုံးပြီးလက်နက်ခဲယမ်းများရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းကော့တောင်းခရိုင်ခမောက်ကြီးမြို့နယ်မှာဆက်ကြီးကောက်ပြီးပြန်လာတဲ့မာရန်တိုက်နယ်ရဲစခန်းမှာရဲစခန်းမှုရဲအုပ်မင်းအောင်စုအပရဲငါးဦးအဖွဲ့ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာရဲစခန်းမှုအပါဝင်ရဲ၃ဦးသေဆုံးပြီးလက်နက်ခဲယမ်းများတင်းဆဲရရှိကြောင်းကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ယမန်နေ့ဧပြီလ9ရက်နေ့ညနေ9:00ခန့်အချိန်ခမောက်ကြီးမြို့နယ်အေဂျန်တာကြေးရွာမှာရှိတဲ့လူကုန်ကူးသူများ ရာဘာအဝယ်တိုင်များနဲ့မူရစ်စေးဝါရောင်းဝယ်သူများထံမှလစဉ်ဆက်ချီကောက်ယူပြီးပြန်လာတဲ့မာရင်တိုက်နယ်ရဲစခန်းမှစခန်းမှုရဲအုပ်မင်းအောင်စုအပါဝင်၅ဦးကိုပေါ်တုတ်ကြေးရွာအနီးမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာရဲစခန်းမှုရဲအုပ်မင်းအောင်စုဒူရဲအုပ်မျိုးလင်းကိုရဲတုတက်ချက်စီသူတို့၃ဦးသိမ်းဆုံးခဲ့ပြီးတက်ချက်ကြီးမောင်တုဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စိုက်ကဲနဲ့၂ယောက်ရှေ့ကပွိုင်းနဲ့လာတာနောက်ကကားနဲ့ကားပေါ်မှာကစခန်းမှုပါ၃ယောက်စိုက်ကဲနဲ့က၂ယောက် စိုက်ကင်းနဲ့နှစ်ယောက်မှတစ်ယောက်ကဒဏ်ရာရတယ်စိုက်ကင်းနဲ့နှစ်ယောက်ကတော့လွတ်သွားတယ်ပေါ့အဓိကကလည်းကားကိုပဲပြစ်တာဆိုတော့ကားပေါ်ကအကုန်သိတာကားကကြောက်ထဲထိုးကြသွားလို့ကားတော့မယူလာခဲ့လိုက်ဘူးပစ္စည်းတွေတိမ့်လာတယ်လို့ကော်တောင်းမြွနဲ့ပြည်သူ့ကကွယ်ရေးတပ်ဖွဲ့ပကဖမှာတာဝန်ရှိသူတို့ကပြောကြပါတယ်ဒါပြင်တေဆုံးသူရဲမြတ်ကိုင်ဆောင်အုံပြုတဲ့40မမတလက်ဘုံဒီ10လုံး AK အမျိုးအစားတနက်2လက် AK ကြီးပေါက်5ခုကြီးစံ64တောင်းကိုမမပစ္စတိုတနက်တလက်ကြီးစံအတောက်90 6လုံးပြူတနက်တလက်0.38မျိုးစားတနက်တလက်လက်ပစ်ဘုံ3လုံးလက်ကင်ဖုန်း4လုံးပတ်စံ2000ခွဲကျက်တို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုကော်တောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမ့်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့တီးတိမ်မြို့နယ်စိုင်းစံကြေးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ဘုံကျဲမှုကြောင့်ကလေးလေးဦးအပါအဝင်မိသားစု6ဦးပွဲချင်းပြီးတေဆုံး မင်းတက်မျိုးကိုလည်းလေရင်နဲ့ပေါင်900ဘုံများကျဲချဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်တိတိမ်မျိုးနယ်စိုင်းစံကြီးရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေရင်နဲ့ဘုံကျဲချခဲ့ရမှာကလေးလေးဦးအပါဝင်မိသားစု6ဦးပွဲချင်းပြီးတေဆုံးခဲ့ကြောင်းချင်းတော်လန်ရဲ့အသံဝင်ကပြောဆိုပါတယ်။ယနေ့ဧပြီလ10ရက်နေ့နနက်3:30မိနစ်အချိန်မှာချင်းပြည်နယ်တိတိမ်မျိုးနယ် ဆိုင်းစံကြေးရွာကိုတိုက်လေရင်နဲ့ဘုံများကျဲချခြင်းဖြစ်ကြောင်းဘုံလာရောက်ကျဲချခြင်းမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲခံရတဲ့အဆိုပါကြေးရွာမှာလဲတော်လန်ရေးတပ်များတက်ဆွဲထားခြင်းမရှိကြောင်းဘုံပေါက်ကွဲမှုကြောင့်ကလေးလေးဦးအပါအဝင်မိသားစု6ဦးလုံးပွဲချင်းပြီးတိတ်ဆုံးခဲ့ရကြောင်းသိရှိရပါတယ်။တိတ်ဆုံးတာကကလေးလေးဦးနဲ့လူကြီး2ဦးဖြစ်ပါတယ်။နောက်ထပ်ကလေး2ဦးကတော့ပြင်းထန်ဒဏ်ရာရပါတယ်။တိတ်ဆုံးဒဏ်ရာရတာတွေကမိသားစုဝင်တွေကြီးပါပဲလို့ချင်းတော်လန်ရေးသတင်းအရင်းမြစ်ကရှင်းပြပါတယ်။ အလာရူဧပြီလ9ရက်နေ့ည8:44မိနစ်အချိန်နဲ့ည8:58မိနစ်အချိန်မှာလဲမင်းတက်မြို့နယ်တိုက်နယ်၄အတွင်းကိုနေပြီးတော့အီလာတက်မှတိုက်လေရင်နဲ့ပေါင်900ဘုံများလာရောက်ကျဲချခဲ့ကြောင်းမင်းတက်အခြေစိုက်ချင်းဒေါ်လာရင်းသတင်းအရင်းမြစ်လူမှုကွန်ရက်မှာတဆင့်သတင်းထုတ်ပြန်ထားပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်အာဏာရှင်တိုက်ဖြတ်ရေးຫນွေဦးတော်လန်ရေးအင်အားစုများနဲ့အတူအစပြုတ်ခဲ့တဲ့တစ်တုံညာ2ခွန်စစ်စင်ရေးကိုတော်လန်ရေးအောင်ပွဲရောက်သည့်အထိစီးလုံးညီညွတ်မယ်လို့မြောက်ပိုင်းညီနောင်၃ဘက်ကကြေပြုတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်အာဏာရှင်တိုက်ဖျက်ရေးຫນွေဦးတော်လန်ရေးအင်အားစုများနဲ့အတူအစပြုခဲ့တဲ့တစ်တုံညာ2ခွန်စစ်စင်ရေးကိုတော်လန်ရေးအောင်ပွဲရောက်ရှိသည့်အထိစီးလုံးညီညွတ်မယ်လို့မြောက်ပိုင်းညီနောင်၃ဘက်ကကတိပြုပါကြောင်းယနေ့ထုတ်ပြန်ကြေညာပါတယ်။ယနေ့ဧပြီလ10ရက်နေ့မှာကြာရောက်တဲ့အာရခတ်တပ်တော် AA ရဲ့16နှစ်မြောက်တပ်တီထောင်တဲ့နေ့နှစ်ပတ်လည်အခမ်းအနားကိုပေးပို့တဲ့ညီနောင်မဟာမိတ်ကိုကန်တက် MND နဲ့တအောင် TNL တို့ကဂုံပြုတ်တဝင်းလွာမှာအထက်ပါအတိုင်းကတိပြုလိုက်ခြင်းဖြစ်ပါတယ်။မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘက်ကအစပြုခဲ့တဲ့တစ်တုံညာ2ခွန်စစ်စင်ရေးမှာ အခြားသောမဟာမိတ်တပ်များຫນွေဦးတော်လန်ရေးအင်အားစုများလည်းပါဝင်လာပြီးအာနာရှင်တိုက်ဖြတ်ရေးအတွက်အကောင်ဆုံးအစပြုခဲ့တဲ့စစ်စင်ရေးဖြစ်လာခဲ့ကြောင်းအဆိုပါစစ်စင်ရေးဟာတော်လန်ပြည်သူများအားလုံးရဲ့ထောက်ခံမှုနဲ့အတူတော်လန်ရေးပန်းနိုင်ကိုအရောက်လှမ်းနိုင်မဲ့ခြေလှမ်းများပင်ဖြစ်ပါကြောင်း ညီနောင်မဟာမိတ်တုံးဘွယ်ဟာအခက်အခဲပြီးအားပေါင်းစုံကိုနီလန်မျိုးစုံနဲ့စူးစီးညီညွတ်စွာအတူတကွကြော်ဖြတ်ပြီးတစ်တုံညာနှစ်ခွန်စစ်စင်ရေးစီမံချက်လိုင်းလုံးများနဲ့အတူတော်လန်ရေးအောင်ပွဲရောက်ရှိသည့်အထိခိုင်မာတဲ့ညီနောင်မဟာမိတ်စိတ်တက်နဲ့စီးလုံးညီညွတ်ကြမယ်လို့အလေးအနက်ဂရုပြုကြောင်းထုတ်ပြန်ကြေညာပါတယ်။ဒါပြင်မြောက်ပိုင်းညီနောင်မဟာမိတ်တုံးဘွယ်ရဲ့အဖွဲ့ဝင်အာရခတက်တော် A ကအကောင့်ထဲပေါ်နေတဲ့အာရခအိမ်မက်အမြန်ဆုံးအလုံးစုံအကောင့်ထဲပေါ်နိုင်ပါစေကြောင်း မျိုးသားလွတ်မြောက်ရေးအတွက်တော်လန်ရေးခရီးကြမ်းမှာအာရခအိမ်မက်ကိုအကောင့်ထည့်ဖို့ရန်မယက်မနကြိုးပမ်းနေကြတဲ့ရခိုင်သူရဲကောင်းမြတ်ကိုလေးစားဂုဏ်ယူကြောင်းအာရခတို့ရဲ့နိုင်ငံရေးရည်မှန်းချက်ဟာရခိုင်ပြည်သူများရဲ့လက်ထက်ကိုမကြမီအချိန်မှာမုတ်ချမသွေရောက်ရှိလာတော့မှဖြစ်ကြောင်းတဝင်းလွာမှာပြောဆိုထားပါတယ်စစ်အာဏာရှင်အမြင့်ပြည့်ရေးနဲ့မြန်မာပြည်သူများလိုလားတဲ့နိုင်ငံရေးစနစ်တစ်ခုထူထောင်ဖို့အာရခတပ်တော် AA ဟာမြန်မာနိုင်ငံအနှက်တော်လန်ရေးဒေသများမှာရှိနေကြောင်း အရခတ်တက်တော်ကတော်လန်ရေးလောက်ရက်များကိုလက်တွေ့ကြကြအရှိန်အဟုန်မြင့်ဖော်ဆောင်နေတာမှမြမပြည်သူလူထုတရက်လုံးအတွက်အားတက်ဂုံယူပဲဖြစ်တယ်လို့ညီနောင်မဟာမိတ်တပ်ဖွဲ့ MNDA နဲ့ DNLA တို့ကထုတ်ပြန်ပြောဆိုထားပါတယ်။အဲဒီနောက်မင်းအွန်လိုင်းချေရဖြောက်ဖို့ပြင်ဆင်နေပြီလို့ဆိုတဲ့စောင်းပါရှင်ဆရာလှဆိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ East Asian Forum မှာ Myanmar's main online sets the groundwork for a possible political exit ကောင်းစဉ်နဲ့ရည်တားထားတဲ့စောင်းပါဖြစ်ပါတယ်။ 2025ဖေဖော်ဝါရီလမှစတင်ပြီးမင်းအွန်လိုင်းကအရေးပါတဲ့ခြေလှမ်းတွေကိုလှမ်းလာခဲ့ပါတယ်။ ED ကဆရာသမားဖြစ်သူဘူတန်းရွှေ2010မှာလှုပ်လာတကယ်တော့နိုင်ငံရေးမှာထွက်ခွာနိုင်ရင်စစ်ဘက်နဲ့ဝင်ကြီးယာရုများကိုအပြောင်းလဲလှုပ်လာခြင်းဖြစ်ပါတယ်။အရာရှိငယ်များကိုအရေးပါတဲ့စစ်ဘက်ယာရုများနဲ့ဝါရင်အရာရှိများကိုအစိုးရယာရုများဘက်ရွှေ့ပြောင်းတာဝန်ပေးနိုင်ရင်ဖြစ်ပါတယ်။ တို့ပေမဲ့လည်းစစ်မျက်နှာအသီးသီးမှာမကြုံစဘူးလောက်အောင်အေးနှိမ့်လာမှုများနဲ့တော်လန်ရေးဘက်ကတဖြည်းဖြည်းအင်အားကြီးထွားလာမှုများကြောင့်၎င်းတို့စိတ်ရှိတိုင်းစေစားရမရဖြစ်လာနိုင်ခြေရှိနေပါတယ်။ဘူတန်းရွှေက၎င်းနဲ့လက်ထောက်ဖြစ်သူဘူမောင်အေးတို့နေရာကိုစက်ခံဖို့လူငယ်အရာရှိနှစ်ဦးကိုရွေးချယ်ခြင်းနဲ့၎င်းရဲ့ထွက်ရက်လမ်းကိုတေချာကျနာစွာစီစဉ်အကွက်ချလာခဲ့ပါတယ်။ထို့နှစ်ဦးမှာတိုက်ရိုက်ခတ်ရေးမှာအတွေ့အကြုံဟူ၍မရှိဘဲအုတ်ချုပ်ရေးနဲ့နိုင်ငံရေးဘက်တွင်သာရှိတဲ့ဒုဗိုလ်ချုပ်ကြီးမင်းအွန်လိုင်းနဲ့အကြံပရန်ဘက်မှအာတန်နဲ့ဗိုလ်ချုပ်စိုးဝင်းတို့ပင်ဖြစ်ပါတယ်။ 1992ခုနှစ်မှာဗိုလ်တန်းရွှေဟာဝါရင်စစ်တိုင်းမှုတွေကိုဝင်ကြီးယာရုမြပေးခဲ့ပြီး1998မှာအားလုံးကိုအနာပေးပစ်ခဲ့ပါတယ်။၎င်းနဲ့ပခုံးချင်းရှင်လာတယ်လို့ယူဆခံရသူထောက်လန်းရေးအကြီးအကဲဗိုလ်ချုပ်ခင်ညွန့်ကိုဖမ်းဆီးခဲ့ပါတယ်။စစ်တပ်အတွင်းအပြည့်အဝထိန်းချုပ်လာနိုင်ပြီလို့ယူဆတဲ့အချိန်မှာ2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုချပြခဲ့ပြီး၎င်းစီမံထားတဲ့အသွင်ကူးပြောင်းရေးကိုစတင်ခဲ့ပါတယ်။ မင်းအောင်လိုင်ကလည်းအာနာသိမ့်ပြီး9နှစ်နီးပါးရှိလာချိန်မှာဘိုတန်းရွှေရဲ့မဟာပြူဟာကိုပုံတူကူးချလာပုံရပါတယ်။၎င်းထက်ငယ်တဲ့အမှတ်စဉ်16မှဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုစစ်တပ်မှတတိယအကြီးဆုံးရာထူးဖြစ်တဲ့ကြီးရည်လေစစ်ဦးစီးချုပ်ဖြစ်ခန့်အပ်ခဲ့ပါတယ်။မင်းအောင်လိုင်ကဲ့သို့ပဲကျော်စွာလင်းဟာလည်းတိုက်ခတ်ရေးဘက်မှအတွေ့အကြုံမရှိသူဖြစ်ပါတယ်။ကာကွယ်ရေးဦးစီးချုပ်ရုံးမှအုပ်ချုပ်ရေးတာဝန်များယူခဲ့သူဖြစ်ပါတယ်။တိုက်ပွဲအတွေ့အကြုံထက်ရုံးလုံးငန်းများနဲ့ပို၍ရင်းနှီးကျွမ်းဝင်သူလည်းဖြစ်ပါတယ်။အမှတ်1အထူးစစ်စင်ရေးဘျူရို အကြီးအကဲဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုလည်းညီနောင်သုံးပေါ်မဟာမိတ်အဖွဲ့နဲ့ဆွေးနွေးပွဲများကိုဥဆောင်စေခဲ့ပါတယ်။အနောက်မြောက်တိုင်းစစ်ထနာချုပ်တိုင်းမှုတန်းထိုက်ကိုလည်းစစ်ဦးစီးချုပ်ကြီးဖြစ်ခန့်အပ်ခဲ့ပါတယ်။၎င်းတို့နှစ်ဦးစလုံးက2024ခုနှစ်မှာစကိုင်းဒေတာအတွင်းအရက်သားများအပေါ်ရက်ဆက်ကြမ်းကြုတ်စွာကျူးလွန်ခဲ့ကြတဲ့စစ်ရာဇဝတ်မှုများအတွက်အတိကတာဝန်ရှိသူများဖြစ်ပါတယ်။မင်းအွန်လိုင်းလှုပ်လာတဲ့အပြောင်းအလဲတွေကိုကြည့်မယ်ဆိုပါက၎င်းနေရာမှာစက်ခံဖို့အတွက်နေရာချထားခြင်းကြောင့်ညွန်ပြနေပါတယ်။ ကိုကိုဦးတို့မဟုတ်တန်းထိုက်ကိုဒုတိယကာကွယ်ရေးဦးစီးချုပ်တို့မဟုတ်ပူရဲစစ်ဦးစီးချုပ်ယာရုများမှခန့်အပ်ထားဖို့ရှိနေပါတယ်။ဤဒီကိုကြည့်ခြင်းအပြင်မင်းအောင်လိုင်ကပိုတန်းရွှေကဲ့သို့ပဲ၎င်းရဲ့ထွက်ရလန်းအတွက်လန်းခင်းလာပုံရပါတယ်။၎င်းကိုစိန်ခေါ်လာနိုင်တဲ့ဝါရင်စစ်ဘုတ်ချုပ်ကြီးများကိုလည်းဝန်ကြီးဌာနတွေကိုပြောင်းလဲခန့်အပ်ပစ်ခြင်းနဲ့၎င်းကိုလိုလားသူများဆက်ခံခွင့်ရအောင်လမ်းရှင်းပေးထားခြင်းလည်းဖြစ်ပါတယ်။ 1990ကျော်နှစ်များအတွင်းမှာဗိုလ်တန်းရွှေလုတ်တကဲတို့ပင်စစ်တမ်းမှုများကိုဝင်ကြီးဌာနတွေကိုဥဆောင်ခိုင်းပြီးအရေးမပါအောင် လုပ်ခဲ့ပါတယ်။ဝင်ကြီးဖြစ်လာသူများကလည်းစစ်ဘက်နဲ့ဆိုင်တဲ့အခမ်းအနားများလူမြင်ကွင်းများမှာစစ်ယူနီဖောင်းများဝတ်ပြီးထွက်လာတာကိုတွေ့ရခဲလာ၍စစ်ဘက်ရေးရာများမှာလည်း၎င်းတို့ရဲ့အခမ်းကဏ္ဍမှေးမှိန်လျော့ပါလာပြီးဆိုသည်ကိုသိသာအောင်လုပ်လာခဲ့ပါတယ်။၎င်းတို့ကိုတက်နဲ့အဆက်အသွယ်ဖြတ်လိုက်ခြင်းအဖြစ်မင်းအောင်လှိုင်ကသူ့နေရာဆက်ခံမဲ့လူကိုစိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရလာခဲ့ပါတယ်။ အာနာသိမ့်ပြီးနောက်မှာတိတိတတတကူထွာလာတဲ့ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းတဲ့စိုးထွတ်ကိုလည်းထောင်သွင်းအကျဉ်းချပစ်ခဲ့ပါတယ်။စစ်ဘက်လုံခြုံရေးအကြီးအကဲရဲဝင်ဦးကိုမျက်နှာသာပေးထားပေမဲ့လည်းထောက်လန်းရေးဘက်မှကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲလာပါတယ်။ရဲဝင်ဦးရဲ့အရှိန်အဟွာကြီးလာတာနဲ့အမျှရှေ့တန်းမှာရှိတဲ့စစ်တိုင်းမှုတွေနဲ့တင်းမာမှုတွေရှိလာခဲ့၍ခင်ညွန့်ခက်ကလိုအနေထားမျိုးပြန်ရောက်လာပါတယ်။ဗိုလ်တန်းရွှေခက်မှာနှစ်လားကျော်ကြာမြတ်ကြာမြင့်ခဲ့တဲ့ရွှေဝါရောင်တော်လန်ရေးမှလွဲပြီးအခြားကြီးကြီးမားမားလူတို့အုံကြွမှုနဲ့မကြုံခဲ့ရသေးပါဘူး။ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့တော်တော်များများနဲ့လဲစီးပွားရေးလုပ်ကိုင်ခွင့်များကိုပေးပြီး Ceasefire Capitalism မျိုးနဲ့အပြည့်ခက်ရက်စဲရေးသဘောတူညီချက်များရရှိထားခဲ့ပါတယ်။ Main Online လက်ထက်မှာတော့တစ်တုံညာနှစ်ခွန်စစ်စင်ရေးအပြီးစီရေးအရဇက်တိုက်ဆိုသလိုအရှုံးပေါ်လာပြီးလူဒုတော်လိုင်းရင်အင်အားကောင်းလာတဲ့အတွက်၎င်းစိတ်ကြိုက်အသွင်ကူးပြောင်းနိုင်ဖို့စီစားကျင်နိုင်စီစားရမယဖြစ်လာပါတယ်။2024ခုနှစ်မှာလူဦးရေစစ်တမ်းကိုမြို့နယ်330အနက်145မြို့နယ်မှာသာကောက်ယူနိုင်ခဲ့ပါတယ်။တိုင်းရင်းသားလက်နက်ကိုင်များအနေနဲ့လည်း ပြစ်ခတ်ရစဲရေးကိုအခိုင်အမာရရှိထားခြင်းမရှိသေးပါဘူးဒီအတွက်မင်းအွန်လိုင်းက၎င်းလုတ်ချင်တယ်လို့လုတ်ခွင့်မရနိုင်တော့ပဲတော်လန်ရေးအဖွဲ့များလက်ခံမှသာဖြစ်ပေတော့ပါမယ်စစ်မြေပြင်မှာအရေးနိုင်လာနေခြင်းတော်လန်ရေးကျေပြန့်ကြီးထွားလာနေခြင်းနဲ့နိုင်ငံကိုချုပ်ကင်ထားမှုပြေလျော့လာနေခြင်းများကြောင့်ဗိုလ်တန်းရွှေကဲတို့အခွင့်အရေးမျိုးရလာတော့မှာမဟုတ်ပါဘူးပြည်သူတို့ရဲ့ခုခံတွန့်လန့်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာအခုလိုအစိုးရနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ် နောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ